င်္ဂလာပါရှင်ကျမခင်ပါပါ DVB ရုံးမြန်တန်ကြာရဲ့နေ့လယ်12နာရီချိန်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာကျောင်းသားသမဂအဆောက်အုံပြန်မဆောက်ဖို့ဘာကသာမြောက်အဖွဲ့ချုပ်က7 July နေ့မှာတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂမြောက်အဖွဲ့ချုပ်ကရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာကျောင်းသားသမဂအဆောက်အုံပြန်လည်တည်ဆောက်မှာကိုအပြင်းထန်ကန့်ကွက်နေပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကတော့တိဆောက်သွားဖို့ပြင်ဆင်နေတာပါ။ကြောင်းသားတမကားတွေကိုအတိမပေးပဲအစိုးရကကိုယ်သဘောနဲ့ကိုယ်အခုလိုဆောင်ရွက်နေတာဟာတမိုင်းကိုမျက်ကွယ်ပြုနေတာဖြစ်တယ်လို့ကြောင်းသားခေါင်းဆောင်တွေကပြောပါရတယ်။ဒီကနေ့7ဇွန်လနေ့မှာကြောင်းသားတမကားတွေဟာရန်ကုန်တက္ကသိုလ်ဝင်းအတွင်းစုဝေးပြီးအမတ်တရအခမ်းအနားတွေကိုတနေကုန်ပြုလုပ်နေကြတာဖြစ်ပါရဲ့ရှင်။55နှစ်မြောက်7ဇွန်လအထိမ်းအဖြစ်ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့တမကမြက်ခင်းပြင်မှာ အလေးပြုတဲ့အခမ်းအနားကိုဘာကသာများအဖွဲ့ချုပ်ကကျောင်းသားတွေဒီကနေ့မနေ့မှပြုလုပ်သွားမှာပါကျောင်းသားတွေဟာရန်ကုန်မြို့ပြည်လန်းစိုက်ပျိုးရေးမှတ်တိုင်အနီးမှာစုဝေးပြီးရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ကျောင်းသားတမကအဆောင်ရှိတဲ့မြက်ခင်းပြင်ကိုလမ်းလျှောက်ချီတက်ပြီးအောက်မွေ့ဝဲအခမ်းအနားပြုလုပ်သွားကြမှာပါလာတို့တက္ကသိုလ်ကျောင်းသားတမကတွေလည်း7 July အထိမ်းအမှတ်အဖြစ်အိန္ဒိယကံပေါင်းမှာစုဝေးပြီးရန်ကုန်တက္ကသိုလ်ဝင်းအတွင်ကသမဂမြက်ခင်းမြင်ကိုခြစ်တဲ့အလေးပြုရာတွေပြုလုပ်သွားမှာဖြစ်ပါရဲ့ရှင် ရန်ကုန်မြို့ကရေကြီးရေရှမ်းနာတွေရောင်းနေလာဖို့အတွက်ရေဆိုးဝင်ထွက်မြေပုံတစ်ခုကိုအရင်ရေးဆွဲတဲ့လို့ပညာရှင်တချို့ကထောက်ပြကြပါတယ်ဒီသတင်းကိုခိုင်ပန်တို့ကပေးပို့ထားပါတယ်ရှင်ငုံမြို့တွင်ရေကြီးရေရှမ်းနာရီရောင်းနေဖို့အတွက်ကပ္ပဖန်ရဲ့အကူအညီနဲ့ဤပညာရေးအစင်းမြင့်တင်ဆောင်ရွက်သွားဖို့ရှိပါတယ်။အခုလိုစီမံကိန်းတွေမစခင်မှာရေကြီးရေရှမ်းနာရီရောင်းနေဖို့အတွက်ရေစိုးအဝင်အထွက်မြေပုံတစ်ခုပဲအရင်အကောင့်ထဲပေါ်ဆောင်ရွက်တင်တယ်လို့ပညာရှင်တချို့ကထောက်ပြပါတယ်။အဓိက ပြဿနာကဆရာတို့ရန်ကုန်မြို့မှာရေမြောင်းနေကိုရေတွေကိုရေစိုးတွေကိုဘယ်ကနေလာပြီးဘယ်ကိုထွက် ပြီးတော့ဘယ်လိုသွားလာနေတယ်ဆိုတော့အတိအကျမြေပုံတောင်မရှိဘူးအဲ့ဒါပဲဆရာတို့မြင်တာကတော့အဲ့ဒါကြောင့်မလို့မြေပုံတွေဘာတွေနဲ့တေးချာလုတ်ပြီးတော့အခု50နှစ်အတွင်းမှာမဖြစ်လဲပဲ50နှစ်အတွင်းမှာမဖြစ်လဲပဲနောက်ထပ်90နှစ်လောက်အတွင်းမှာဖြစ်အောင်ဆိုပြီးတော့အဲ့ဒီလို့ ရေမြောင်းဆယ်အင်္ဂလိပ်လိုခေါ်တာတော့ drainage and sewage master plan လို့ခေါ်တာပေါ့အဲ့ drainage ဆိုတော့ရေမြောင်းကိုခေါ်တာ sewage ဆိုတော့မိန်လာကိုခေါ်တာပေါ့နော်ဆိုတော့အဲ့ဒီဟာကိုစပြီးဂိုင်တဲ့နယ်လို့ဆရာမြင်ပါတယ်ရေစိုးရင်ဆွန့်ထွက်ရနေရဖြစ်တဲ့မေလာကန်တွေကိုလည်းစနစ်တကျပြန်လည်ဆောင်ရွက်ပြီးရေရှည်စီမံကိန်းအနေနဲ့ဆောင်ရွက်တင်တယ်လို့သူကဆက်ပြောပါဗျ။နောင်လာမဲ့3-4နှစ်အတွင်းမှာကဲစစရင်းက ဘယ်နေရာမှာဖြစ်ရင်တော့မင်းလာကောင်တွေကောင်းကောင်းမွန်လုပ်မယ်ဘယ်နေရာမှာဖြစ်ရင်တော့ဆရာတို့ sewer central sewer system လို့ခေါ်တဲ့ဒီဗဟိုစနစ်ကို သုံးမယ်ပေါ့နော်အဲ့လိုသေချာတတ်ချမှတ်တတ်မှတ်ပြီးတဲ့ခါကျတော့မှအခုနောင်လာမယ့်၅နှစ်မှာဘယ်လောက်လောက်ဖြည့်ရှင်းမလဲနောက်ထပ်၅နှစ်မှာဘယ်လောက်လောက်ဖြည့်ရှင်းမလဲဘယ်လိုဖြည့်ရှင်းမလဲဆိုပြီးတော့ဒီရေကိစ္စတွေရေစိုးကိစ္စတွေလျှက်စစ်ကိစ္စတွေရေမြောင်းကိစ္စတွေ အကုန်လုံးကိုခြုံပြီးဂိုင်သစ်နေလို့ဆရာတို့ကမြင်တာပဲရေကြီးရေလျှံမှုတွေကိုသဆိုင်ရာစီမံတရားရေးနဲ့အုပ်ချုပ်ရေးပိုင်းကရေမြောင်းဖော်တာတွေရေစည်းကြီးလာကောင်းမှုအောင်ဆောင်ရွက်မှုတွေရှိပေမဲ့ထိရောက်စွာလုံးဆောင်နိုင်ခြင်းမရှိသေးပါဘူးဒါကြောင့်ရေကြီးရေရှမ်းမှုတွေရောကြဖို့ကမ္ဘာပံရဲ့ကြီးမြေအကူညီနဲ့ရန်ကုန်မြို့တွင်းက၆မြို့နယ်ကကြောက်တရားမြို့နယ်နဲ့ဘူထရောင်ကိုစတင်ဆောင်ရွက်သွားမှာပါ။ရေကြီးရေရှမ်းနိုင်နဲ့ပတ်သက်ပြီးစီမင်းရဲ့လုံဆောင်ချက်တွေကို DPP ကတောင်းရောက်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူးရှင်။ကျမတို့ခိုင်ပန်းလို့ပါ။ မိပွားကလည်းယင်အသွားလာကိုထိန်းချုပ်ဖို့အတွက် control center စနစ်ကိုအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်တော့မယ်လို့ရန်ကုန်တိုင်းဒေသကြီးကုန်းလန်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးကပြောပါရတဲ့သူစားလင်းကတည်င်းပြပို့ထားပါရရှင် ရန်ကုန်မြို့မှာကားအစီးရေကတနေ့တခြားများလာသလိုရင်းစင်းကန်းကိုစနစ်ကျလိုက်နာဖို့ညွှန်ကြားမဲ့ရင်သိမ်းရေးရေတွက်ကလုံလောက်မှုရှိတာတွေကြောင့်အခုလိုစီစဉ်ရတာဖြစ်တယ်လို့ဇူလိုင်လ6ရက်နေ့ကဟိုတယ်ရန်ကုန်မှာပြုလုပ်ခြင်းပါတယ်ရင်းမတော်တဆဖြစ်ပွားမှုအန္တရာယ်ပုံမကင်းရှင်းတဲ့ရွယ်လို့ဆောင်တဲ့ရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါကျွန်တော်တို့အရင်တော့ကားဟိုနှစ်သိန်းကျော်ပဲရှိတာကို2020နောက်ပိုင်းကျတော့ယူယုံစနစ်တွေတို့ဘာတွေဒီလိုပြောင်းလဲလာတဲ့ခါကျကားတွေကတိုးလာတဲ့ခါကျတော့ အာလုံးတွေတော့ရေ9သိန်းအခုဆိုရင်9သိန်းကျော်ကျော်လောက်ရှိလာတယ်လေအရင်တော့အဲဒီအဲလမ်းမှာ road side road market နဲ့အရင်တော့လူနဲ့ကလုံလောက်လောက်ရှိပဲအခုကျကားများလာတဲ့ခါကျတော့နည်းနည်းလိုအပ်လာတော့လက်ရှိရေနေနဲ့မလုံလောက်ဘူးလုံလောက်တဲ့ခါကျတော့ဒီဒီလို revenue စနစ်နဲ့သွားမှရမယ်ဆိုတာမျိုးလူကြီးတွေကဟိုစီမံလာတဲ့ဥစ္စာပေါ့နော် ဒီလိုထိန်းချုပ်တဲ့နေရာမှာမိပွိုင်နေမှာတက်ဆင်ထားမဲ့ရေဒါတွေမှာကားတွေနဲ့သက်ဆိုင်တဲ့ချက်လက်တွေကိုထည့်သွင်းထားမှာဖြစ်ပြီးရင်စည်ကန်ဖောက်ပြက်မှုရှိမရှိကိုထိန်းချုပ်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။ဒီမိပွိုင်နေပါလိမ့်မှာဟုတ်ဟုတ်ဖတ်မယ်။ဖတ်ကျွန်တော်တို့ကျွန်တော်တို့ကလည်းကျွန်တော်တို့တိုင်းတဲ့မှာရှိတဲ့မော်တော်ကားတွေရဲ့ data တွေအကုန်လုံးအဲ့ထဲမှာထည့်ထားမှာ။ထည့်ထားပြီးတော့မှဒီကားကမှတ်ဖို့ data ကဟုတ်သလားတက်တန်းရှိသလားတက်တန်းမရှိဘူးလားစသဖြင့် data တွေကိုလည်းသူဖမ်းလို့ရမှာပေါ့နော်။ ဟိုမတော့မမုန်တိုင်ကလာဟုတ်လားမမုန်တိုင်ထားတဲ့ကားမဟုတ်ဘူးလားဒါမှမဟုတ်သူဒီသူတတ်မှတ်ထားရေစီခန်းကိုလိုက်နာလားမလိုက်နာဘူးလားဘာဖောက်ဖြစ်တယ်ဆိုတာဒီကိုသူကသူကနေမရီလုံးမှာပေါ့နော်ပြီးပါတက်တက်ဆက်ဆာဗာပို့ပို့ပြီးပါအဲ့ဒီဒီ main ဟို control center ဒီမှာသူ action ယူမှာပေါ့အဲ့ဒီစနစ်ကိုသွားမှာပေါ့ဒါအပြင်စီကံဖောက်ပြတ်တဲ့ရင်တွေကိုစနစ်တကျစစ်ဆေးဖို့အတွက်လည်းပုတ်ကလစ်ကကုမ္ပဏီကိုလွှဲပြောင်းမှုစီစဉ်နေရလို့လည်းပြောပါတယ် လက်ရှိရန်ကုန်မြို့မှာကားစီးရင်9သိန်းကျော်ရှိပြီးတနင်္ဂနွေလုံးမှာ10သိန်းနီးပါးရှိတယ်လို့ကုန်လန့်ဖို့ဆောင်ရင်းနဲ့ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုချုပ်ကပြောပါတယ်။ကျွန်မကသူစားလဲမှာရခိုင်ပြည်နယ်အတွင်းလိုအပ်တဲ့ဒေသတွေမှာနိုင်ငံတော်သမ္မတကဆေးအုပ်ချုပ်ရေးအမိန့်တရက်ထုတ်ပြန်ပေးဖို့ကြောင်းခိုင်ရေးပါတီအပါအဝင်နိုင်ငံရေးပါတီ၁၄ပါတီကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့အရေးယူဆောင်ရွက်ချက်တွေအပေါ်အစိုးရအဖွဲ့ရဲ့တာဝန်ယူမှုကိုအမှားခံနိုင်မှုအတွက် ွဲစည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်နိုင်မှု2008ဖွဲ့စည်းပုံပုံမှား433ခါခွဲပါအတိုင်းနိုင်ငံတော်သမ္မတကဆေးဥချိုရေးအမိန့်တရက်ထုတ်ပြန်ဖို့ဇူလိုင်လ6ရက်နေ့ရက်စွဲနဲ့ကြေညာလိုက်တာပါနိုင်ငံရဲ့အချုပ်ချာအာဏာကိုထိပါနှောက်ယှက်ပြီးတည်ငြိမ်မှုပြက်ပြားစေဖို့ဆောင်ရွက်လာတဲ့အကြံဖက်တိုက်ခိုက်မှုတွေနဲ့ဆက်ဆက်သူတွေနဲ့အဖွဲ့အစည်းတွေကိုလည်းအကြံဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီပြက်ပြက်တတအရေးယူသွားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်ရှင် တိလဝထူစီဝါရေးစုံစီမံကိန်းကြောင့်ဆုံရှုံနေနာနေတဲ့ရွှေပြောင်းခဲ့ရတဲ့ပြည်သူတွေရဲ့စကားသံတွေကိုနားထောင်မှုနဲ့စီမံကိန်းလုပ်ငန်းတွေကိုလေလာနိုင်မှုကြောက်တန်းမဲဆန္ဒနဲ့ကိုယ်စားလှယ်နဲ့စီဝါကုတန်ဒုတိယဝန်ကြီးတို့တုံးနဲ့တူအပြန်အလှန်ဖိတ်ခေါ်ခဲ့ကြပါတယ်ဒီသတင်းကိုတော့အောင်ဆန်းဦးကပေးပို့ထားပါရရှင် ဇူလလ6ရက်နေ့မှာကျင်းပတဲ့ဒုတိယကြိမ်ပြည်သူ့လူတော်ပြင်စမပုံမှန်စည်းဝေးမှာလက်ရှိအကောင့်ထဲပေါ်တည်ဆောက်နေတဲ့တိလဝါထူးစီဝိုင်းစုံစီမံကိန်းနဲ့ပတ်သက်ပြီးကြေပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါတယ်။မေးခွန်းရှင်ကြောက်တမ်းမဲဆန္ဒနဲ့ပြည်သူ့လူတော်ကိုယ်တော်တွေဒေါ်အေးမြမြမျိုးကတိလဝါထူးစီဝိုင်းစုံစီမံကိန်းကြောင့်ရွှေပြောင်းခံရတဲ့တောင်သူတွေရဲ့ဆုံးရှုံးနှိမ့်နာမှုတွေနဲ့စီမံကိန်းပေါ်မကြေလည်မှုတွေကိုသိရှိနိုင်အောင်စီဝိုင်းရဲ့ကုသရေးဝန်ကြီးဒူဝင်ကြီးကိုဒေသခံတွေထံလာရောက်လေးလာနားထောင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဦးကြီးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ ဖိတ်ခေါ်မှုပေါ်ဒုဝန်ကြီးအနေနဲ့တိကျတဲ့ဖြေကြားမှုမျိုးမပေးခဲ့ပေမဲ့တိလဝါအထူးစီးပွားရေးဆောင်တိစောက်နေမှုနဲ့ကြီးမန်းချက်ကိုသိရှိစေဖို့အတွက်စီမံကိန်းဆောင်ကိုကြောက်တမ်းမဲဆန္ဒနဲ့ကိုယ်စားလှယ်အနေနဲ့လာရောက်လေ့လာဖို့ပြန်လည်ဖိတ်ခေါ်ခဲ့ပါတယ်။ဖြေကြားမှုမျိုးရှိရဆိုတာကိုလည်းစီစီစီပြရှိရပါမယ်။ဒီအရောချင်းချင်းကိစ္စကိုရမုတ်တိုင်းဒေသကြီးဆွေရပဲ့ရဲ့တောက်ဆောင်မှုစီမံခန့်ခွဲမှုကော်မတီနဲ့ခြိုက်ကာသူရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အညီစနစ်ကြစီစဉ်ဆောင်ရွက်ရေးရှိပါကြောင်းကိုပြန်ပြအပ်ပါတယ် ဒီလိုတော့ပုစလေချင်းနေနဲ့ကီလိုဝါတ်စီပွားရေးဆိုကောက်ပြေပုံကိုလက်ပြန်ပြင်ဆင်နေလာပါဆောင်ကလေးပြေပေါ်ပါတီလဝါထူစီဝါးအေးဆောင်စီမံကိန်းအကောင့်တွေဖော်ဖို့အတွက်ဇုံဧရိယာ၃ခုတတ်မှတ်ထားပြီးလက်ရှိချိန်မှာတော့ဇုံဧရိယာ B ကိုလုပ်ငန်းအကောင့်တွေဖော်နေပြီဖြစ်ပါတယ်။တီလဝါထူစီဝါးအေးဆောင်စီမံကိန်းကြောင့်ရှေ့ပြောင်းရတဲ့တောင်သူတွေကိုထားရှိဖို့နိုင်ငံတော်အစိုးရအနေနဲ့အခြားပြည်သူတွေထံကမြေယာသိမ်းဆည်းခဲ့တဲ့အတွက်လက်ရှိချိန်မှာတော့ရှေ့ပြောင်းခံရတဲ့ပြည်သူတွေနဲ့မြေယာသိမ်းဆည်းခံရတဲ့ပြည်သူတွေကြားမှာပဋိပက္ခတွေဖြစ်ပေါ်နေတယ်လို့ ကြောက်တမ်းပဲဆန္ဒနဲ့ပြည်သူ့လွတ်တော်ကိုလည်းကဆိုပါတယ်။နိုင်ငံရမှာတော့ဒီမှာပြန်ပြီးတော့နေရာရှာထားပေးတယ်ဆိုတော့မြန်မာရဲ့အဲ့ဒီနိုင်ငံရမှာနေရာရှာထားတဲ့အကြောင်းရင်းကြီးကျမတို့ကဘံကွေးမုတ်ဆက်ပြီးစောက်ဖို့ဆိုပြီးရွာငိုင်းမှာကိုရှေ့ပြီးတော့အဲ့ဒီနိုင်ငံရမှာနေရာရှာနေရာရှာတဲ့အတွက်အဲ့ဒီနိုင်ငံရမှာမျိုးဖြတ်သိမ်းတာဖြတ်သိမ်းပြီးတော့အဲ့ဒီနိုင်ငံရမှာနေရာရှာထားတဲ့အခါမှာအဲ့ဒီခုလက်ရှိဒီလိုပါဖြစ်ရှိပါရေးဆိုအတွက်နေရာရှာထားတဲ့နေရာမှာရှိတဲ့တောင်းသူတွေနဲ့ပါကျမတို့ကထုတ်ပြန်ပြီးတော့မှဒီနေရာပြဿနာမျိုးဖြစ်ပါတယ်ကျမတို့မြေပြင်ပေါ်မှာနေရာပြဿနာမျိုးတွေကဘာကြီး ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကဒီအတိုင်းကိုလည်းမနာအောင်လို့လည်းဒီအမျိုးတွေကိုဖြည့်ဆင်းဖို့အတွက်တိစားလူလက်တဲ့ကော်မရှင်တစ်ခုဖွဲ့စည်းပြီးတော့မှပြန်ပြီးဆင်ဆင်းဖို့ပြောတော့ပါဒုတိယကြိမ်ပြည်သူ့တော်ပြစ်မပေါ်မှာစီဝေး26ရက်မြောက်နေ့မှာမြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးဇုံ၃ခုထဲကတီလဝါထူးစီးပွားရေးဇုံနဲ့ကြောက်ဖြူထူးစီးပွားရေးဇုံစီမံကိန်းတို့နဲ့ပတ်သက်ပြီးကျေပွင့်မြမေးခွန်း၂ခုအပါအဝင်ကျေပွင့်မြမေးခွန်း၆ခုမေးမြခဲ့ပါတယ်။ကြောက်ဖြူထူးစီးပွားရေးဇုံစီမံကိန်းကိုတော့အစိုးရအနေနဲ့မဖြစ်မနေအကောင့်ထက်ဖို့တိစောက်သွားမှာဖြစ်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက ဖြစ်ကြခဲ့ပါတယ်။ကျွန်တော်ကတော့အောင်ဆန်းပါ။အဖြစ်များလာတဲ့ရာသီတုတ်ကွေးယောဂါဟာကုသဖို့လွယ်ကူတာကြောင့်တတိပြုနေထိုင်မှုဆရာဝန်တွေကညွှန်ကြားထားပါတယ်။သူစားလင်းသတင်းပေးပို့ထားပါရရှင်။မိုးရင်စောပိုင်းကလာနဲ့စောင်းရင်းကလာတွေမှာဖြစ်များတတ်တဲ့ရာသီတုတ်ကွေးက influencer bias ပေါ်ကြောင့်ဖြစ်ပွားတာဖြစ်ပြီးတဦးနဲ့တကူအလွယ်တကူကူးဆက်နိုင်တဲ့ယောဂဖြစ်ပါတယ်။နော်တယောက်နဲ့တယောက်နဲ့နှာချီတယ်ချောင်းဆိုးတယ်အဲ့ဒီပုံစံအနေနဲ့ပြီးတော့ အဲ့ဒီကနေထွက်လာတဲ့ဒီနော်အဲ့ဒီလေထဲမှာပေါ့အပုံမွှားလေးတွေညတစင်လွင့်ထွက်လာတဲ့ virus တွေညနောက်တစ်ယောက်ရဲ့အသက်ရှူလမ်းကြောင်းလေးကိုဝင်သွားပြီးတော့နောက်တစ်ယောက်မှာဆက်ပြီးတော့ခါကြလို့ရှိရင်ကူးဆက်တဲ့သဘောနဲ့သူကဖြစ်ပါတယ်အဲလူဦးရေကများပြီးတော့အခန်းကျင်းနေဆိုရင်ပို့ပြီးတော့ကူးဆက်နိုင်တဲ့အာပို့ပြီးတော့များပါတယ် ပြီးခဲ့တဲ့9လအတွင်းမှာလည်းတုတ်ကွေးယောဂါဖြစ်ပွားသူဦးရေမြင့်တက်လာခဲ့တယ်လို့ကျန်းမာရေးဦးသီးဌာနရဲ့ပြောဆိုမှုတွေရှိခဲ့ပါတယ်။ဒီလိုမျိုးတုတ်ကွေးယောဂါဖြစ်ပွားတဲ့အချိန်မှာပါရာစီတမောအလွန်ကျွံတောက်ရင်အသေးပါထိခိုက်နိုင်တာကြောင့်သတိထားတောက်ဖို့လည်းညွှန်ကြားထားပါတယ်။ဒီကဘာဘာစိတ်ပူလဲဆိုအဖျားကြီးလို့ဆိုပြီးအခါကျပါရာစီတမောတွေကိုအလွန်ကျွံတောက်တာကိုကျွန်တော်သတိထားမိတာရှိပါတယ်။အပေါ်ကလည်းပဲပါဇက်ကနေပြီးတော့လည်းတောက်ကြတယ်။တချို့ကနေပြီးတော့ကဂျိုဒူးထည့်တယ်ဆိုပြီးတော့အောက်ကနေပြီးတော့ဆိုးရဲထည့်ကြတဲ့ဟာတွေရှိတယ်။ ဲ့ခါကျကျွန်တော်ဘာပိုစိတ်ပူမလဲဆိုအဖျားကိုဘလို့မှကြောက်အောင်လုံးလုံးမရတဲ့ဥစ္စာကိုသွားပြီးအတင်းကြောက်အောင်သွားလုံနေတဲ့အခါကျလို့ရှင်ပါရာစီတမောအိုဗာဒိုးစ်ဖြစ်လာမှာဆိုပါတယ်ပါရာစီတမောကတတ်မှတ်ထားတဲ့ပမာဏထက်ကျော်လာလို့ရှင်အသေးကိုထိခိုက်ပါတယ်အသေးကိုထိခိုက်တဲ့အခါမှာဘလောက်ထိထိခိုက်နိုင်လဲဆိုရင်သူ့ရဲ့ level ပေါ်မှာမူတည်ပြီးတော့တိတ်ဆိုးလုံးအားကြီးလို့ရှင်အသေးစားထိုးရတဲ့အချင်းထိရောက်သွားနိုင်ပါတယ် ကွာအောင်မှာရှိတဲ့လူကြီး၁၀ရာခိုင်နှုန်းနဲ့ကလေး30ရာခိုင်နှုန်းကနှစ်စဉ်တုတ်ကွေးယောဂကုသခံနေရတယ်လို့အကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်းကမ္ဘာမှာနှစ်စဉ်တုတ်ကွေးယောဂကုသခံနေရသူတသန်းခန့်ရှိတယ်လို့သတင်းတွေမှာထုတ်ပြန်ထားပါတယ်။ကျွန်မကသူစာလင်းပါဇူလိုင်လ9ရက်နေ့ကမြောက်ပိုင်းခိုင်တရားရုံးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးဥက္ကိုနီကိုလှုပ်ချန်ခဲ့တဲ့ကြည်လင်းနဲ့ ဒီမှုမှာပါဝင်တဲ့လို့ယူဆရတဲ့ဈေးအဖြိုးအောင်းဝင်းစော်အောင်းဝင်းထွန်းတို့ရုံထုတ်စစ်ဆေးခဲ့ပါတယ်ဒီကနေ့ရုံထုတ်မှာလူသက်မှုနဲ့ပတ်သက်ပြီးတရားလိုပြသက်သေနေရကိုစစ်ဆေးသွားမယ်လို့လည်းသိရပါပါရှင်မုံပြည်နယ်ရေးမြို့နယ်ရဲ့2006ခုနှစ်ကနေ2016ခုနှစ်အထိစေစုနဲ့ပြင်းမြအပူချိန်ဟာ1ဒီဂရီစင်တီဂရိတ်မြင့်တက်လာနေသလိုအရင်စေစုနဲ့တစုတွင်မှာလည်းပြင်းမြအပူချိန်1ဒီဂရီစင်တီဂရိတ်မြင့်တက်လာနေတာကိုတွေ့ရတယ်လို့မြို့နယ်မိုးစလဦးစီးမှုဦးဆန်းငွေကပြောပါတယ် အပူချိန်မြင့်တက်လာနေတာဟာရေးဒေသပဝန်ကျင်တွေမှာတက်တော်ပြုံတိမှုတွေရဲ့ပဝန်ကျင်ကဟာစနစ်ပျက်စီးနေတာတွေရဲ့ကာဗွန်ဒိုင်အောက်ဆိုက်လေထုအတွင်းပုံမုံမြင့်တက်လာနေတာတွေကြောင့်ဖြစ်တယ်လို့သဘောပဝန်ကျင်လေ့လာသူတွေကဆိုပါတယ်အပူချိန်မြင့်တက်လာနေတာကြောင့်အဓိကစိုက်ပျိုးရေးလုပ်ငန်းစုဖြစ်တဲ့ရဝါဆေးအထွက်နှုန်းကျဆင်းလာနေသလိုကွန်းသီးအထွက်နှုန်းနဲ့တခြားရာသီပေါ်တီးနှံတွေပါထိခိုက်ပျက်စီးပြီးအထွက်နှုန်းမှာကျဆင်းနေလို့ဒေသခံစိုက်ပျိုးရေးတောင်သူတွေက ပြောပါရယ်ရေမြွနယ်မှာရဘာအစေးချစ်ဆိုင် ဧကပေါင်းတသိန်းကျော်ရှိရာကနေကွန်တီဆိုင်ဧကပေါင်း9000ကျော်လောက်ရှိကလေယာမိုးစဝါဧက68305ဧကရှိပြီးစိုက်ပျိုးရေးနဲ့ရေလုံငန်းမှာလှုပ်ကင်နေကြပါရရှင်ရခိုင်ပြည်နယ်မင်းပြမြို့နယ်အတွင်းမိုးဆက်မပြတ်ရွာသွန်းပြီးတောင်ကျရေကြောင့်ကျေးရွာ32ရာရေလွှမ်းမိုးခဲ့ပါတယ်လေယာမြေတွေလည်းနှိမ့်မြုပ်ခဲ့ရပါတယ်ဝနာခွာညိုကတည်တင်းပြစ်ပို့ထားပါရရှင် မြန်မာမျိုးနယ်မှာမိုးဆက်မပြတ်ရွာသွန်းမှုတွေကြောင့်ပြည်မောင်းချောင်းဒေသတခြားထူးရောင်30ကျွမ်းမှာရွေတွေဖုံးလွှမ်းနေပြီးလေယာဉ်မြေတွေနှိမ့်မြုပ်နေပါတယ်လက်တလုံးမှာရွေတွေဖုံးလွှမ်းနေတဲ့ကျွာတွေကတော့တိုတန်ဒုံကြီးချင်းဆိုင်တကွန်တိုင်းကုလမတောင်ဝတ်တောင်မြင်းကဆိုင်အသေးကလာမင်းဖူးကပေးချောင်းတို့ပရဂန်ဆိုင်ဥပ္ပံတောင်ငါးတော်ရွာခွတ်စုံရွာစတဲ့ကျွာတခြားမှာရွေတွေဖုံးလွှမ်းနေတာပါကျွန်တော်တို့ခြေပါကတော့ခါရွာအင်ချီက190ချိတ်ဆောင်ရှိပါတယ်ကျွန်တော်တို့ခြေပါကတော့ရေခိုးတက်နေတာက လေးပဲဖြစ်နေပါတယ်ရေအချင်းတွေကတော့နောက်ထပ်ကိုဆက်ပြီးတော့တက်ဖို့အချင်းတွေမျိုးတို့ရှိပါတယ်ဒီလိုကြည့်ရသူကြည့်ရသောများကလည်းတော့ဒီမှာကြောင်းလေဘုံကြီးကြောင်းလေကိုတော်ပြီးတော့တိတ်ခွန်နေရတာတွေလည်းရှိတယ်ဒီကစားရသားရဲ့အခင်တွေလည်းအများကြီးရှိနေကြတယ်ခုအခုလိုမိုးဆက်မပြတ်ရွံသနေတာတပတ်လောက်ရှိနေပြီရေနေမြုပ်နေတာလေးလေးရလောက်ရှိနေပါတယ်ဒါအပြင်စာသင်ကျောင်းတွေကိုလည်းရေနေမှုမှုကြောင်းပိုက်ထားရပါတယ်ကျွန်တော်တို့ဒေသမှာဆိုရင်ဒီရေမြုပ်တာကတော့နိုင်စင်နိုင်တိုင်းလို့လို့အမြင့်ခံစားနေရတာ ။အာကုနိုင်လို့တဲ့တော့လေသမားရောကျောင်းသားရော အလုပ်သမားရောအားလုံးအခါခဲ့ပေါ့။ကျောင်းဆိုရင်လည်းဘူးလောလောဆယ်ကြီးပြင်းတယ်လို့ဟိုကကျောင်းအောင်ဆရာကြီးကမြို့နယ်ကအကျောင်းပြအဲဒါကျောင်းတွေကအလဲတွေကျောင်းမတက်နဲ့ပြင်းနေတယ်။ဒါခက်မဲ့လို့တော့မရဘူးလေဒီရဲ့အတားကြပုံမှာပဲမူတည်တယ်။ဒီကြတော့မှအလဲတွေလမ်းလျှောက်လို့တော်လို့ရမှအကျောင်းကိုပြန်ဖွင့်တာ။ အခုလိုအချိန်နှိမ့်မြှုပ်မှုတွေကြောင့်စံလျောင်းတွေရန်တာထားပြီးတောင်သူတွေအလေးလျံထွန်ရက်ဖို့အခက်အခဲဖြစ်နေကြပါတယ်။တာဝန်ရှိသူတွေကတော့ရေနှိမ့်မြှုပ်နေတဲ့ခြေရာတွေကိုကုညီပတ်ဖို့မရှိသေးပါဘူး။ကုညီပတ်ဖို့မရှိတဲ့အတွက်ဒေသခံတွေလာရောက်ကုညီပေးဖို့ပြုံးလည်နေကြပါတယ်။ကျွန်တော်ဝါနာခွန်ကြီးပါပြတော့ပြန်မယ်မြန်မာလူသမားတွေကိုပြန်မလို့ဖဲထိုင်းလုပ်ငန်းရှင်တချို့ကပိတ်ပင်နောက်ဆက်တာတွေရှိခဲ့တယ်လို့လူသမားတွေကပြောပါရယ်ခွန်ဘာသာကတင်ဆက်ထားပါရယ်ရှင် မြန်မာအပါဝင်လာအိုကမ်ဘောဒီးယားနိုင်ငံတွေကအလုသမာတွေဟာဂျွန်လ23ရက်နေ့ကစပြီးထိုင်းကနေပြန်လာတဲ့အလုသမာပေါင်း6000ကျော်သွားပြီဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအလုသမာတွေကပြန်လာနေကြတုံးဖြစ်တာကြောင့်ထိုင်းအလုရှင်တွေကအလုသမာမရှိတော့တဲ့ပြဿနာရင်ဆိုင်ရမှာကိုစိုးရင်လာနေကြတာပါ။တချို့အလုရှင်တွေကတော့ပြန်လာမဲ့အလုသမာတွေကိုမပြန်ခိုင်းဘဲဆက်နေဖို့နေအမျိုးမျိုးနဲ့စူးစမ်းနေတယ်လို့ပြောပါတယ်။ ကျွန်မတို့အခုချိန်မှာဗီဇာလုတ်ခိုင်းတော့မလုတ်နိုင်ဘူးဆိုပြီးတော့ပြန်လာတဲ့ခါမှာသူတို့ပေးမပြန်ဘူး၃ရက်တိတိနေခိုင်းတာပထမတစ်ရက်အစည်းအဝေးပွဲခေါ်တယ်ပြန်ခိုင်းမယ်လို့ပြောပြီးတော့နောက်ရက်ကျတော့ခါကျတော့မပြန်ဘူးကျွန်မတို့မောင်းထုံမမြင်ကြည့်ဘူးကျွန်မတို့ပြန်မယ်လို့တော့လက်ပြန်မှတ်ပုံနေပေးမယ်ပါမယ်ဆိုအဲ့မှလည်းကျွန်မတို့တစ်ရက်ဘာမှမလုပ်ခဲ့အောင်၃ရက်ကြာပြန်သွားအားနဲ့မြန်မာနိုင်ငံကိုလှမ်းပြီးတော့ဆက်တွေလုတ်လိုက်တော့တခါလဲမြန်မာဘက်ကထိုင်းရဲကိုပြောလိုက်တဲ့ခါမှာအလုံးအဆင်ပြေသွားပါရဲ့ရှင်ဒီအယောက်900ကျော်တော့ပြန်မယ်ပေါ့သူတို့ကဒါပေမဲ့ သူကအမြဲပြန်စည်းယုံတယ်ငါတယောက်တည်းပဲစကားတက်တယ်စကားတက်တယ်ကြာသူတို့အကုန်လုံးပြောပြတယ်ပြောပြရင်မှခေါ်လာရတယ်သူတို့ဒီမှာကလည်းပြဿနာရန်အများကြီးပဲရှာတယ်တချီလိတ်ကနေနေရပြန်ဖို့အတွက်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းလုပ်သမားတွေကတော့မြန်မာအလုပ်သမားတန်ယုံနဲ့နိုင်ငံငါနှစ်ချားကော်မတီရဲ့အကူအညီနဲ့ပြန်လာနေကြတာဖြစ်ပါတယ်အခုနေရပြန်လာတဲ့မြန်မာအလုပ်သမားအများစုဟာအရင်ကလိုတရားမဝင်အလုပ်လုပ်ကြတဲ့အတွက်အဖမ်းဆီးခံရတာမျိုးမဟုတ်ပဲဖြစ်နေမှုတွေနဲ့အလုပ်သမားဥပဒေတိအပြောင်းအလဲတွေကြောင့်ပြန်လာကြတာဖြစ်ပါတယ် ဒီကိုဆက်သွယ်တဲ့ဖုန်းတွေအားစဖုန်းကဖုန်းနံပါတ်တွေဖြတ်ပြပြီးရင်ဖုန်းကတ်တွေထုတ်သွား မမိုရီစတစ်ကာချာအကုန်လုံးထုတ်သွားတယ်အဲ့ဒီယုံကအဲ့ဒီဟာစကပြန်ပေါ့စကပြန်မှရှိရမန်နေဂျာပုံစံမျိုးပါအလုပ်သမားတွေပုံမှာအရန်နိုင်တယ်နောက်ထပ်လည်းအလုပ်သမားအများကြီးရှိပါသေးတယ်သူတို့ကအလုပ်သမားခွင့်ရေးတိတ်မရကြဘူးအလုပ်သမားဉာဏ်ဖိနှိပ်ခံရတာများတယ်အားကြောင့်မို့အလုပ်သမားတွေကမလုပ်ချင်ကြတော့ကိုယ်နိုင်တယ်မှာဒီမျိုးလုပ်လို့ချင်ကြာလာနေသူတက်မှုရှိရလေမြန်မာတွေကအဲ့လိုမျိုးမလုပ်ကြလို့ပါပြောရမယ်ဆိုရင်သူများနိုင်ငံအခုတမျိုးသွားသွားတယ်ဒီတိုင်းမို့သူစက်ရုံဝန်ဆောင်မှုပေးရတယ်ရှင်ဝန်ဆောင်မှု6000ကပေးရတာ ထိုင်းနိုင်ငံမဲဆိုက်ကနေမြန်မာတဲကိုပြောင်းဝင်လာတဲ့အလုပ်သမားပေါင်း290လောက်ကိုနိုင်နိုင်ငံတရားဝင်ပြန်လည်လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါတယ်။သူတို့တွေကိုနေရပြန်နိုင်ဖို့အတွက်နဲ့မပြန်ချင်တဲ့သူတွေအတွက်အလုပ်လုပ်ကန်ရရှိဖို့အတွက်ပါတချင်လေးမြို့ကတာဝန်ရှိသူတွေနဲ့ဒေသခံလုပ်ငန်းရှင်တွေပူးပေါင်းပြီးအကူအညီတွေဆောင်ရွက်ပေးထားပါတယ်။ကျွန်တော်ခွန်ပါတာပါ။မလေးရှားနိုင်ငံကိုတော်ရောက်အလုပ်လုပ်ကြမယ်ခေါ်စာကြားထားပြီးသားအလုပ်သမားတချို့ကသာခြွင်ချက်အနေနဲ့ visit passport pv နဲ့သွားခွင့်ပြုတာဖြစ်တယ်လို့မြန်မာပြည်ပအလုပ်ကိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များခွဲချုပ်ကပြောပါရဲခင်းနှင်းဖြူစုပြပုထားပါရရှင်အလုံသမောင်းဥညင်ဌာနအနေနဲ့2020ဇန်နဝါရီလ10ရက်နေ့ကစပြီးပြည်ပနိုင်ငံတွေကိုတာယာအလုပ်လွှတ်ကိုင်းမဲ့လှူသွားအလုံးကို job passport PJ နဲ့ဒါဆီလုခွင့်ပြုတော့မယ်လို့ထုတ်ပြန်ထားတာပါအခုမလေးရှားသွားမဲ့လူသားတွေအနေနဲ့ကတော့ခေါ်စာတွေက2016တည်းကကြာထားပြီးသားဖြစ်နေရကြောင်းချွင်းချက်အနေနဲ့ခွင့်ပြုပေးထားတဲ့အကြောင်းဇူလိုင်လ4ရက်နေ့ကအလုပ်သမားဝန်ကြီးဌာနအလုပ်သမားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်မလေးရှားကအဲ့ကာလမှာ6ရက်12လ2016မှာမလေးရှားကပိတ်လိုက်တာဖြစ်တဲ့အတွက်ဟိုမလေးရှား calling ကြပြီးသားတွေအလုပ်သမားဌာနကြီးလက်မှတ်ထိုးပြီးသားတွေပါဝင်အလုပ်သမားဌာနကြီးလက်မှတ်မထိုးရသေးဘူး calling ကြပြီးသားတွေအကုန်လုံးက နှကောင်းစကြောက်တွေကကောင်းနေကြာပြီးသားဖြစ်တဲ့အတွက်ဒါတွေအားလုံးက PP တွေဖြစ်နေတယ်ဆိုတော့ဒီအချိန်မှာဒီအာကိုဒီအလို့သမားတွေကအခုမှဆေးလွတ်ခွင့်ရတဲ့အချိန်မှာ PP password ကို PJ ပြောင်းမယ်ဆိုရင်တစ်ကနေပြန်စားဆိုတော့အလို့သမားတွေကုန်ကြစီလည်းပြန်ထပ်တိုးလာမယ်နောက်ပြီးတော့ PP PJ ပြောင်းတဲ့အတွက်စာအုပ်ဖို့တွေလည်းသူကပြန်ပြီးတော့ထပ်ဆောင်ရလိမ့်မယ်နောက်အချိန်လည်းကြာကြာ ပြည်ပနိုင်ငံတွေကိုတာယာလုလကံမဲ့လုပ်သားတွေအနေနဲ့ကိုယ်နိုင်ငံရဲ့စီမင်းချင်းကတွေကိုလိုက်နာပြီးတရားဝင်အင်ဂျင်စီတရားဝင်လမ်းကြောင်းတွေကသွားမှာပဲတစုံတစ်ခုဖြစ်ခဲ့ရင်ဖြေရှင်းရလေကူမှာဖြစ်တာကြောင့်နိုင်ငံကိုလက်မှတ်ကိုပွဲစားနေပြုလုပ်တာတွေကိုတတိထားစေချင်တယ်လို့အေဂျင်စီတစ်ခုကပြောပါတယ်တရားဝင်အေဂျင်စီတွေနဲ့သွားဖို့နော်နောက်တစ်ခုတကယ်ဟောကိုရတဲ့ရထိုက်တဲ့အခွင့်အရေးကိုမသွားခင်တရား တည်အောင်ကြိုးစားဖို့ပေါ့နော်တည်အောင်ကြိုးစားမယ်တည်အောင်ကြိုးစားပြီးတော့တကယ်ဟိုဘက်မှာရောက်တဲ့အခါကြာလို့ရှိရင်လည်းတကယ်တကယ်ဒုက္ခရောက်တဲ့အခါကြာရင်ကိုယ့်ကိုပို့လွတ်လိုက်တဲ့ agency ကိုပြန်အကြောင်းကြားပြီးတော့အာဒီလိုဖြည့်ရှင်းမယ်ဆိုရင်ဘလို့ဒုက္ခမျိုးမှမရောက်နိုင်ပါဘူးနောက်တစ်ခုကဘယ်လိုကြောင့်လဲကိုယ့်ကိုပို့လိုက်တဲ့ agent မှာလည်းတာဝန်ရှိတယ်ဆိုတော့အတိကဒီအလုပ်တော်အလုပ်သမားစီမှာရှိထားသလိုကိုရော agency အနေနဲ့ကလည်းပို့လိုက်တဲ့အလုပ်သမားတာဝန်ကိုရောစီမှာရှိတယ်ဆိုတာ ဒါအများရန်တည်ထားလို့ရှင်တော့ဘုလိုတရားဝင်သွားတဲ့အလို့သမားတွေကဟိုရတဲ့ရထိုက်တဲ့အကျိုးကျေးဇူးတွေတော့အကုန်လုံးပြေဝခံစားရမှာပါမလေးရှားနိုင်ငံကိုအလို့သမားစီလို့မှုကို2019 January လကစပြီးနိုင်ငံရေးလူမှုရေးမနေတတ်မှုတွေကြောင့်6လကျော်ကြာတရားဝင်စီလို့မှုရပ်ဆိုင်းထားခဲ့ပြီးအခုပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာပြန်လည်စီလို့ခွင့်ပြုခဲ့ရပါကျွန်မခင်းနေပြုဆိုပါ DVB ရုံးမြင့်တန်ကြရဲ့နေ့လယ်7:00နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါ။ နေ့လယ်တနားရီအချိန်မှလည်းထမံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မခင်ဗျာပါပါရှင်။